မင်္ဂလာပါရှင်။ဝတ်သားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာဧပြီလ25ရက်နေ့မှာအငင်းပွားနေတဲ့ကက်ရှမီးယားပြည်နယ်နဲ့ဆက်ဒေသမှာ အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားအပြန်အလှန်ပြစ်ခတ်မှုတွေဘာကြောင့်ဖြစ်ပွားခဲ့တယ်လဲဆိုတဲ့အချက်နဲ့တင်းမာမှု ဖြစ်ပွားနေတဲ့အခြေအနေတွေကိုအခုရုပ်သံထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခဲ့မှာတော့မိုးတောင်မီဒီယာ channel ကို subscribe နဲ့ like share လေးလုပ်ပေးပါရှင်။ပရိသတ်ကြီးကကုလသမဂ္ဂအဖွဲ့ကနျူကလ িয়ার ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားနေတဲ့တင်းမာမှုတွေကိုရှော့ချဖို့အတွက်တပ်ဖက်နဲ့တပ်ဖက်သီးခံဖို့တိုက်တွန်းခဲ့ပြီးနောက်မကြာမီဧပြီလ25ရက်နေ့မှာပါကစ္စတန်နဲ့အိန္ဒိယစစ်သားတွေဟာအပြန်အလှန်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ် အိန္ဒိယအစိုးရဟာပါကစ္စတန်နိုင်ငံဟာကက်ရှမီးယားပြည်နယ်မှာလူပေါင်း26ဦးတေဆုံးစေခဲ့တဲ့နေဆက်ဖြတ်ကျော်တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုကိုညီပန့်ပိုးပေးခဲ့ကြောင်းဆွဆွဲခဲ့ပြီးနောက်နိုင်ငံသားအပြန်အလှန်ဆက်ဆံရေးကဆယ်စုနှစ်အတွင်းအနှိမ့်ဆုံးကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတအူကနေဆက်မျိုးကိုဖြတ်ကျော်ပြီးအပြန်အလှန်ပြစ်ခတ်မှုတွေစတင်ခဲ့တယ်လို့ AF သတင်းဌာနကိုအတည်ပြုပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတအုပ်ကအိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တွေကနယ်စပ်မြေကိုဖျက်ကျော်ပြီးအပြန်အလှန်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်။အရှက်သားတွေကိုပစ်ခတ်တာမျိုးတော့မဟုတ်ဘူးဆိုပြီးတော့ပြောပါတယ်။အိန္ဒိယစစ်တပ်ကလည်းနယ်စပ်ဒေသမှာနှစ်နိုင်ငံတပ်ဖွဲ့တွေကြားမှာလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်ခြင်းတွေရှိနေပြီးအိန္ဒိယစစ်တပ်ကပါကစ္စတန်စစ်တပ်ရဲ့စတင်ပစ်ခတ်ခြင်းတွေကိုတုံ့ပြန်ခြင်းဖြစ်တယ်လို့ပြောပါတယ်။ ါကစ္စတန်စစ်တပ်ရဲ့ပြစ်ခတ်မှုတွေကိုထိရောက်စွာတုံ့ပြန်သွားမှာဖြစ်ကြောင်းအိန္ဒိယစစ်တပ်ကပြောပါတယ်။ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူစတီဖင်တူဂျာရစ်ကအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာပြဿနာတွေကိုငြိမ်းချစွာဖြေရှင်းရမှာဖြစ်ကြောင်းအပြီးလာ25ရက်နေ့မှာတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပါကစ္စတန်နဲ့အိန္ဒိယအစိုးရတွေကိုတောင်းဆိုပါတယ်။တစ်ဖက်နဲ့တစ်ဖက်သေးခံပေးဖို့ပါအခြေအနေတွေကိုနောက်ထပ်ဆွေးနွေးတာမျိုး ထပ်မံပြောင်းမလုပ်ဖို့တောင်းဆိုပါတယ်ဆိုပြီးတော့ပြောပါတယ်။အိန္ဒိယထိန်းချုပ်တိုင်းကက်ရှမီးယားဒေသမှာခရီးသွား26ဦးကိုတိတ်ဆုံးစေဖို့ပြစ်ခတ်တိုက်ခိုက်ခဲ့သူတွေကိုကမ္ဘာမြေအစုံတည်းလိုက်လံရှာဖွေအပြစ်ပေးသွားမှာဖြစ်တယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကကတိပေးလိုက်ပါတယ်။ကက်ရှမီးယားဒေသမှာအေဗီလာ22ရက်နေ့ကအမည်မသိတနက်သမား2ဦးကခရီးသွားတွေကို ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးပြစ်ခတ်မှုကျိုးလွန်2ဦးကပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ အိန္ဒိယရဲ့တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တင်ဆောင်ခဲ့သူတွေနဲ့ပတ်သက်ပြီးတော့အောက်မေ့အမတ်ရပွဲအခမ်းအနားကိုအေဗီလာ24ရက်နေ့ကကျင်းပခဲ့ရ။လူပေါင်းထောင်စီတက်ရောက်ခဲ့ပြီးအိန္ဒိယဝန်ကြီးချုပ်မိုဒီလည်းတက်ရောက်ပြီးတော့မိကွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အိန္ဒိယဝန်ကြီးချုပ်ကတကဘာလုံးကိုကျွန်တော်ပြောလို့ရတယ်။အိန္ဒိယနိုင်ငံဟာအကြမ်းဖက်သမားတိုင်းနဲ့အကြမ်းဖက်သမားတွေကိုအားပေးထောက်ခံသူတိုင်းကိုခြေရခံပြီးအပြစ်ပေးအရေးယူတာတွေလှုပ်ရှားသွားမယ်။ ကက်ရှမီးယားဒေသမှာလူပေါင်း26ဦးသေဆုံးခဲ့သူ2ဦးကိုလည်းကမ္ဘာမြေဆုံးထိအိုင်လန်ရှာဖွေအပြစ်ပေးမယ်။အကြမ်းဖက်သမားတွေကြောင့်အိန္ဒိယရဲ့စိတ်တက်ပိုင်းဘရော့မရင်းရင်ပြိုခွင့်မှမဟုတ်ဘူး။အကြမ်းဖက်သမားတွေကိုအရေးမယူဘဲနှိမ့်မှမဟုတ်ဘူး။တေဆုံးသူတွေအတွက်တရားမျှတမှုရအောင်ကြိုးပမ်းသွားမယ်။တနိုင်ငံလုံးကအဲ့ဒီအကြမ်းဖက်မှုတွေကိုဖြေရှင်းဖို့ခိုင်မာစွာရှိနေပါတယ်။လူသားမျိုးနွယ်ကိုယုံကြည်သူတိုင်းကျွန်တော်တို့နဲ့အတူရှိနေပါတယ်ဆိုပြီးတော့ပြောပါရစေ။အိန္ဒိယအစိုးရဟာအကြမ်းဖက်တိုက်ခိုက်မှုကို တောင်းပြန်ရင်းနဲ့ပတ်သက်ပြီးအစိုးရအတိုက်ခံပါတီနဲ့အတူအဖွဲ့အစည်းအလုံးကိုတွဲဆောင်ဆွေးနွေးမယ်လို့ပြောပါတယ်။ကာရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကို၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း Resistance Front အဖွဲ့ကဥက္ကံပြောဆိုထားပါတယ်။အိန္ဒိယအစိုးရနဲ့အုံချုံရေးတပ်ဖွဲ့တွေက Resistance Front အဖွဲ့ဟာပါကစ္စတန်အခြေဆိုင်လက်ကဤတိုင်းပါအဖွဲ့ရဲ့တပ်ဦးအဖွဲ့ဖြစ်ကြောင်းပြောဆိုထားပါတယ်။အိန္ဒိယအစိုးရကပါကစ္စတန်အစိုးရဟာ နယ်စပ်ဖြတ်ကျော်အစံဖက်တိုက်ခိုက်မှုတွေကိုအားပေးကူညီထောက်ပံ့ပေးနေရလို့အေဗီဒါ၂၃ရက်နေ့ညပိုင်းကပြောဆိုခဲ့တယ်လို့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားထိစပ်နေတဲ့နယ်စပ်တွေကိုပိတ်ပုံမှုဖြစ်တယ်လို့ဂျေပိုင်နဲ့မျှဝေ၃ဆွေးစာချုပ်ကိုဆိုင်းငံ့မှာဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်ပါကစ္စတန်နိုင်ငံနဲ့တန်တမန်ဆက်ဆံရေးကိုအစဉ်တန်းနှိမ့်ချသွားမှာဖြစ်ကြောင်းအိန္ဒိယအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။အိန္ဒိယအခြေစိုက်မီဒီယာတွေနဲ့အာနာယပါတီခေါင်းဆောင်တွေကပါကစ္စတန်နိုင်ငံပေါ် စီးရဲအရေးယူမှုတွေလှုံ့ဆော်ဖို့တောင်းဆိုနေရလို့သိရပါတယ်။ပါကစ္စတန်အစိုးရကအိန္ဒိယအစိုးရရဲ့ထုတ်ပြန်ချက်တွေကိုနှင်းဆန်ထားပြီးအိန္ဒိယအစိုးရရဲ့တုံ့ပြန်ချက်တွေအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အပိလာ24ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်ပါကစ္စတန်အစိုးရဟာစီးရဲတာဝန်ရှိသူတွေနဲ့အရက်ပဲအကြီးတန်းအရာရှိကြီးတွေပူးပေါင်းပါဝင်မဲ့နိုင်ငံအမျိုးသားလုံခြုံရေးကော်မတီကိုအရေးပေါ်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ပါကစ္စတန်အစိုးရက၎င်းတို့ဟာ အိန္ဒိယအစိုးရလုံဆောင်ချက်တွေအတိုင်းတုံ့ပြန်မှာဖြစ်ပြီးအိန္ဒိယနိုင်ငံသားတွေကိုဗီဇာထုတ်ပေးမှုကိုဆိုင်းငံ့လိုက်ကြောင်းအိန္ဒိယတန်တမန်တချို့ကိုနှင်ထုတ်ခဲ့သလိုအိန္ဒိယလေရင်တွေကိုပါကစ္စတန်လေကြောင်းပိုင်တဲ့အသုံးပြုခွင့်ပိတ်ပင်လိုက်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ပါကစ္စတန်အစိုးရကအိန္ဒိယနိုင်ငံနဲ့ကုန်သရေးတွေကိုလည်းဆိုင်းငံ့ခဲ့ရာနှစ်နိုင်ငံကြားတင်းမာမှုအချိန်ပုံမှန်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ပါကစ္စတန်အစိုးရကနှစ်ပေါင်း60ကျော်ကြာမျှဝေသုံးဆွဲနေတဲ့ ရေပိုင်နဲ့ပတ်သက်တဲ့စာချုပ်ကိုအိန္ဒိယအစိုးရကဆိုင်းငံ့လိုက်ခြင်းကိုငင်းဆန်ပယ်ချခဲ့တယ်လို့သိရပါဗျ။အိန္ဒိယအစိုးရကလက်ရှိချိန်မှာကာရှမီးယားပြည်နယ်အတွင်းရှိပါကစ္စတန်နိုင်ငံတွေကိုထွက်ခွာဖို့အမိန့်ပေးခဲ့ပြီးရောနေဆက်ဒေသကိုပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ကာရှမီးယားပြည်နယ်ဟာအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားပိုင်နက်နယ်မြေအငင်းပွားမှုရှိနေရဲ့ပြည်နယ်ဖြစ်ပြီးပြည်နယ်တွင်းနေထိုင်သူအများစုကအစ္စလမ်ဘာသာတွေများကြောင်းသိရပါဗျ။ကာရှမီးယားပြည်နယ်ဟာကမ္ဘာလက်ခရီးသားအများဆုံး လာရောက်တဲ့ပြည်내တခုဖြစ်ပြီးတော့2024ခုနှစ်အတွင်းခရီးသွား3.5တန်းတန်းလာရောက်ခဲ့ကြောင်းသိရပါတယ်။ကက်ရှမီးယားပြည်နယ်မှာအေဗီလာ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအစ္စရေးအပါအဝင်ကမ္ဘာခေါင်းဆောင်တွေကပြစ်တင်ရှုံးချထားတယ်လို့သိရပါတယ်။ပါကစ္စတန်နိုင်ငံအစိုးရကော်မရှင်ကစီးရေးအကြံပေးတွေကိုအခုတတင်းဘက်အတွင်းနိုင်ငံအတွင်းမှထွက်ခွာဖို့နဲ့အိန္ဒိယနိုင်ငံရှိပါကစ္စတန်တပ်တမန်55ဦးအနက် တောင်းဆန်ဦးကိုမေလာတရက်နေ့နောက်ဆုံးထားပြီးတော့နိုင်ငံတွင်းမှထွက်ခွာဖို့အိန္ဒိယအစိုးရကအမိန့်ပေးထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာ1948ခုနှစ်နောက်ပိုင်းတည်းကကက်ရှမီးယားပြည်နယ်နဲ့ပတ်သက်ပြီးတော့ပိုင်နယ်နယ်မြေအငင်းပွားနေခဲ့ကထိတိုက်တွေ့ဆုံမှုတွေစစ်ပွဲတွေဖြစ်ခဲ့မှုတွေလို့သိရပါတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်မှာနေထိုင်တဲ့လက်နက်ကိုင်အဖွဲ့တွေဟာပါကစ္စတန်နိုင်ငံနဲ့ပူးပေါင်းစီသို့မဟုတ်ကိုပိုင်လွတ်လပ်ရေးရယူခြင်းစတဲ့လုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် ကြိုးပမ်းခဲ့ရာ1989ခုနှစ်နောက်ပိုင်းမှာအကြမ်းဖက်တိုက်ခိုက်မှုတွေပုံမှန်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်မှာဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေကြောင့်လူပေါင်းထောင်စီသေဆုံးခဲ့ပူတယ်လို့သိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာယူကရိယားလက်နက်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ပြီးတော့ပိုင်နေတဲ့မြေအငင်းပွားမှုတွေမကြာခဏဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာ1948ခုနှစ်1965ခုနှစ် 1990ခုနှစ်1990ခုနှစ်မှာစစ်ပွဲတွေဖြစ်ပွားခဲ့ဖို့ရလို့သိရပါရဲ့ရှင်